Miss Myanmar International 2014အတွက်အလှမယ်တယောက်ကိုမြန်မာနိုင်ငံခီးသွွားအဖွဲ့ချုပ်ကဩဂုတ်လမှာရွေးချယ်ပါတော့မယ်။ခီးသွွားလုပ်ငန်းကိုမြင့်တင်ဖို့အတွက်2012ကစပြီးနန်းခင်စီယာ၊ဂုံဤအေးကျော်စတဲ့အလှမယ်တွေကိုရွေးချယ်ခဲ့ပါတယ်။အခုလဲတတိယမြောက် Miss Myanmar International အတွက်နိုင်ငံအောင်ကိုစားပြုပြီးအစင်းရောအချင်းမှရှိတဲ့အလှမယ်တွေရွေးချယ်ရတာဟာခီးသွွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်ဖြစ်တယ်လို့ ဇွန်16ရက်နေ့မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့ပါတယ်။ဒီနေ့မြန်မာနိုင်ငံကိုပူဇော်ပြနိုင်တဲ့စင်အောင်ချင်အောင်ရှိတဲ့အမေလေးနဲ့ရွေးချယ်ခံပြီးခီးကလုပ်ငန်းကကျပြတ်ပါတယ်။ခီးကလုပ်ငန်းမှာပါဝင်ပတ်သက်နေတဲ့သူလုပ်ငန်းတွေကလည်းအများကြီးရှိပါတယ်။အဲ့ဒါတွေအားလုံးကိုပူဇော်ပြနိုင်တဲ့ဆွဲဆောင်နိုင်တဲ့လူသမီးငယ်လေးတွေကိုကျွန်တော်ရွေးချယ်ခံဖို့အတွက်ချစ်ပါတယ်ဖြစ်ပါတယ်။နောက်လူမျိုးချင်းပါတရားဖြစ်ပြီးတိုင်ပွဲရာနေရရှိတဲ့ ရမုံငွေကိုကျွန်တော်ပြီးပါလောက်ကပြက်ဖို့အတွက်ဘုံမှန်စီတယ်မှာပုံဆွဲနိုင်ဖို့အတွက်ကိုလည်းဖြစ်ပါတယ်။ဩဂုတ်၁၉ရက်နေ့နေ့မှာပြိုင်ပွဲလုံမှာဖြစ်ပြီး2014အတွက်အလှမယ်တွေကိုစကန်သွင်းလွှင့်ခြင်းမှုမှာတောင်ဝင်းယူတင်ကြားရဲ့တင်မိုးလွင်ကအလှမယ်တရားရဲ့စိတ်နေစိတ်ထားနဲ့ရှိတဲ့တဲ့အရေးချင်းတွေကိုလေ့ကျင့်ရမှာဖြစ်သလိုကိုယ့်တကူစာပဲကြည့်ပြီးလူမှုဝန်ကျင်ကိုမကြည့်တဲ့သူတွေအတွက်နေရာချင်းသွားတာကြောင့်ကျေနပ်တယ်လို့ပြောပါတယ်။ဒီကိုယ့်ရဲ့ တကူရေးစာပဲကြည်ပြီးတော့ပေါ့နော်လူမှုပတ်ဝန်းကျင်ကိုမကြည်နောက်ပြီးတော့ဒီကိုယ့်ရဲ့ကိုချင်းတိတ်ခါတရားကိုမငဲ့ကွက်ဖဲနဲ့ချက်လန်းကိုလိုက်နေကြတဲ့ကလေးတွေကတော့အရန်ကိုပေါင်ကျင်းသွားပြီးတော့အကန့်အလေးတော်တော်ကွဲသွားတာပေါ့နော်အဲဒါလေးတစ်ခုကိုတော့အခုလို ရော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 ဖြစ်နေတဲ့ခေတ်ကြီးမှာအကန့်လေးကွဲသွားတာတော့မမို့တော်တော်ဂျင်းတ်ပါတယ်2013လှမယ်ခုံကြီးအေးကျော်ကတော့ပြိုင်ပွဲဝင်မယ်ညီမငယ်တွေအင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်ဖို့တဲလန်မီးခွန်းတွေအတွက်ပြင်ဆင်ဖို့ပြင် ခီးသွွားလုပ်ငန်းနဲ့ပတ်သက်တာတွေကိုလည်းလေ့လာထားဖို့နီးပေးလမ်းညွှန်လုပ်ခဲ့ပါတယ်ငယ်လေးအင်္ဂလိပ်စာနဲ့ပဲအမေဖြေလို့မှဖြစ်တဲ့အတွက်အင်္ဂလိပ်စာတစ်ချက်ပြင်ဆင်စေချင်ပါတယ်။နောက်ထပ်ကတော့ talent show လည်းပါမှာဖြစ်တဲ့အတွက်ဟို talent တွေလည်းညီမလေးတွေတစ်ချက်ပြင်ဆင်ကြဖို့ပြောချင်ပါတယ်။ဒါမဲ့ဟိုကိုရင်ခဏပြောသလိုပေါ့နော်နိုင်ငံကိုစားပြောရပြီး သွားရောက်ရှင်ပြန်ရမယ်ပွဲတွေလည်းရှိတယ်နိုင်ငံကိုစားပြီးပြီးပေါ်စတေ့ချ်မှာထပ်ပြီးကိုစားပြီးရမယ်တူရီဇင်နဲ့ပတ်သက်တဲ့ပွဲတွေသွားတဲ့အခါမှာလည်းဟိုသူ့ရဲ့တန်လန့်လေးတွေကိုအင်တာနက်ရှင်နယ်ဆင်မင်းထပ်မှာထပ်ပြီးပြခွင့်ရမှာဆိုတော့နိုင်ငံကိုကိုစားပြုခွင့်ရှိမယ်နိုင်ငံရဲ့ culture နဲ့ပတ်သက်တဲ့တန်လန့်လေးဖြစ်မယ်ဆိုလို့ရှိရင်တော့ပိုပြီးကောင်းတာပေါ့ညီမတို့ရဲ့